ညီမနှစ်ယောက်လုံးကိုတပြိုင်တည်းလက်ထပ်ထားနိုင်တဲ့အပြင်ရွှေသမီးနဲ့ပါရှင်အောင်လှည့်ပြလိုက်တဲ့မိထီလာသားအလှူတိုင်းကကြီးမုံကိုပဲဝေစားနိုင်မယ်အချစ်ကိုတော့ဝေမျှမစားနိုင်ဘူးတယောက်ထဲပဲချရမယ်ဆိုတဲ့မမတွေကိုတကွက်ပြသွားသူကတော့မိထီလာမျိုးနဲ့ကန်အောင်ကြီးရွာကဥနေလင်းအောင်ပဲဖြစ်ပါတယ်ဥနေလင်းအောင်ကမန္တလေးမှာစီဝိုင်းလုပ်ငန်းတွေကိုပိုင်ဆိုင်ထားပြီးဇာတိဖြစ်တဲ့မိထီလာမျိုးနဲ့ကန်အောင်ကြီးရွာမှာရှင်မျိုးအလှူတော်မင်္ဂလာဝဲကိုကျင်းပခဲ့တာဖြစ်ပါတယ် ဦးနေလျောင်ကညီမအရင်နှစ်ယောက်ကိုတပြိုင်တည်းချက်ယူထားတာဖြစ်ပြီးညီမနှစ်ယောက်ကမွေးလာတဲ့သားသမီးတွေကိုရှင်မြုနာသပေးတဲ့အလှူပွဲကိုကျင်းပတာပါအလှူရဲ့နှဖူးစည်းမှာလည်းအမျိုးသမီးနှစ်ယောက်လုံးရဲ့နာမည်ပါဝင်သလိုဖိတ်စာနဲ့ရက်တောင်တွေမှာလည်းနှစ်ယောက်စလုံးရဲ့နာမည်ကိုထည့်ထားပါတယ်အလှူအတွက်လည်းတခြင်းဖို့မှုအတွက်တေးရေးဆရာနဲ့အစတော်ကိုလည်းတည်တံ့အပ်ထားသေးတာပါအဲ့ဒါကြောင့်တေးရေးဆရာကတော့အလှူရှင်ဦးနေလျောင်နဲ့အမျိုးသမီးနှစ်ယောက်နာမည်တွေကိုထည့်သွင်းရေးသားပေးခဲ့ပါတယ် ဦးနေလျောင်ကရွာကိုပြန်လာပြီးအလှလုပ်တာကတော့ဒီနေ့နဲ့ဆိုရင်၃နှစ်ဆက်တိုင်ရှိသွားပြီဖြစ်ပြီးတရွာလုံးကိုမိကိုတိတ်ကျွေးမွေးခဲ့တာဖြစ်ပါတယ်ဦးနေလျောင်ကညီမရင်းနှစ်ယောက်ကိုလက်ထပ်ထားတယ်ဆိုပေမဲ့ရှင်လောင်းလှဲ့တဲ့ခါမှာတော့ရွှေသမီးနဲ့ပဲရှင်လောင်းလှဲ့ခဲ့ပါတယ်။ရှင်လောင်းလှဲ့ဖို့အတွက်ရွှေသမီးကိုအနုပညာကြီးထပ်ထိုက်တန်းနဲ့ပေးထားခဲ့တာကြောင့်ရွှေသမီးကဦးနေလျောင်ရဲ့လက်ကိုချိန်ပြီးတော့ရှင်လောင်းလှဲ့ပါတယ်။အမျိုးသမီးနှစ်ယောက်ကိုယူထားနိုင်တဲ့အပြင်မင်းသမီးကပါသူ့လက်ကိုချိန်ပြီးရှင်လောင်းလှဲ့နိုင်တာကြောင့်ဦးနေလျောင်ကတော့ပျော်နေပါတယ်။ ။ဦးနေလျောင်ကသူကိုယ်တိုင်ကလည်းရွှေသမီးနဲ့အလူလဲသလိုသူ့ရဲ့ဇနီးတွေအတွက်လည်းမင်းဖုံးမြတ်နဲ့ရှင်မွေလာတို့ကိုငှားပေးထားပါဗျ။ဒါကြအမျိုးသမီးနှစ်ယောက်ကတော့မင်းသားတွေရဲ့လက်ကိုကိုစီချိတ်ပြီးရှင်လောင်းလှဲ့ကြပါတော့တယ်။ဒါတည်းမကသေးပါဘူး။ဦးနေလျောင်ကပေါပေါကျဲဖို့အတွက်မမဆောင်းကိုပါငှားထားသေးတာပါနော်။စီမံခန့်ခွဲမှုကောင်းတဲ့ဦးနေလျောင်ကတော့အရာအလုံးတောင်းဆင်နေတဲ့အပြင်ဒီအလှူအကြောင်းကတော့လူသိများသွားခဲ့ပါတော့တယ်။ဦးနေလျောင်ကညီမနှစ်ယောက်လုံးကိုလက်ထပ်ထားပြီးတပြိုင်နက်တည်းပေါင်းသင်းနေသူပါရှင်။ညီမနှစ်ယောက်ကမွေးထားတဲ့ကလေးတွေကလည်းအသက်မတိမ်မီနေဖြစ်နေကြတာကြောင့်အလုံးကိုရှင်ပြုပေးလိုက်ပါတော့တယ်။ ညီမညာကိုယူထားပြီးတဲ့နောက်တင်းတင်းကြပ်ကြပ်လေးထားနိုင်တယ်လို့ရှင်းအောင်လှဲဖို့မင်းသားတွေပါငှားပေးနိုင်သူပါဒီလောက်ထိချစ်တက်တဲ့ဦးနေလျောင်ကတော့တစ်နှစ်ကြာမှအချစ်တက်ဆုံးယောက်ျားတွေတဲ့တရားအပအဝင်ဖြစ်သွားပါပြီညီမညာကလည်းအရင်ချစ်ကြပြီးဦးနေလျောင်ရဲ့စကားကိုနားထောင်ကြပါတယ်ဒါကြောင့်တာရဲနာလည်းမတွေ့ပဲနှစ်များစွာအတူတူနေလာကြတာပါဦးနေလျောင်ကတော့အမျိုးသားတူကြီးကအောင်းနေကြပြီးပစိုးစအဟောင်းလေးရှင်ပေးပါအောင်ဆိုပြီးတော့လည်းစားနောင်နေကြပါတယ် ဦးနေလေးအောင်ကလွန်ခဲ့တဲ့နှစ်တည်းတုန်းကတော့ညီမနှစ်ယောက်နဲ့တပြိုင်နက်တည်းရှင်းလောင်းလှိုက်ခဲ့တာပါဒီနှစ်မှာတော့တခြားအလူတွေကလည်းတယောက်ဆောင်နေတဲ့အတူရှင်းလောင်းလှဲကြတာကြောင့်ဦးနေလေးအောင်ကလည်းအကြမခံလိုက်လုပ်ခဲ့ပါတယ်သူရဲ့အလူမှာစင်းနေတဲ့လှဲ့တာဖြစ်ပြီးအလူအတွက်တိမ့်ထောင်ချီအကုန်ကြခံထားတာဖြစ်ပါတယ်။မိဘနှစ်ပါးလုံးတက်ရှိထင်ရှားရှိပေမဲ့လည်းတယောက်ဆောင်နေကိုငှားပြီးရှင်းအောင်လှဲ့တာကိုတော့တချို့တွေကသဘောမကျကြပါဘူးရှင်။ရှင်ပြုအလူပွဲဆိုတာကသာသနာအမွေကိုစက်ခံတဲ့ပွဲဖြစ်ပေမဲ့ရှင်ပြုပွဲကနေပိုင်ဆိုင်မှုတွေကိုကြွားကျင်တာကြောင့်တယောက်ဆောင်နေနဲ့ရှင်းအောင်လှဲ့တဲ့ယဉ်ကျေးမှုပါဖြစ်လာခဲ့ပါတယ်။ တရုတ်ဆောင်တွေကိုငှားပြီးတော့ရှင်းလောင်းလှဲတာကပကသနာတွေဖြစ်တဲ့အပြင်ရှင်ပြုတ်ပွဲရဲ့အနှစ်သာရမဟုတ်ကြောင်းထောက်ပြနေကြပါတယ်။ဒါပေမဲ့ဦးနေလျောင်ကတော့ညီမနှစ်ယောက်စလုံးကိုတပြိုင်နက်ချက်လက်ထက်ထားနိုင်တဲ့အပြင်ရွှေသမီးနဲ့ပါရှင်းလောင်းလှဲနိုင်တဲ့အထိကြောဝချမ်းသာသူဖြစ်ပါတယ်ရှင်။ကိုယ်တိုင်ကလည်းရွှေသမီးနဲ့အလူလဲသလိုအမျိုးသမီးတွေကိုလည်းမင်းသားတွေနဲ့ရှင်နှောင်းလှဲ့ခိုင်းတဲ့ဦးနေလင်းအောင်ပေါ့ပြည့်တဲ့ကြီးရဲ့အမြင်ကိုလည်းပြပြပေးခဲ့ပါအောင်နော်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်